။ဟောဘာမှမဖြစ်ပါဘူး။ဒါကတော့ကိုကလူပြိုဖြစ်နေတော့လူပြိုဖြစ်နေတော့စကြမှာပဲလေလူပြိုဆိုတော့အဲမိမယူပြီးသွားရင်ဆိုလဲဟာကလေးမမွေးတော့ဘူးလားဘယ်တော့မွေးမှာလဲဘယ်တော့ရမှာလဲဆိုတော့ဒါကတော့လူတဘာဝပါပဲ။ဟုတ်ဟိုဘာမှစိတ်ထဲမှာမရှိပါဘူး။ဟောမန်လေးသူကကြတော့ကျွန်တော်ကဟိုဟာမန်လေးကိုဘယ်လိုပြောရမလဲမန်လေးကိုရောက်သွားတဲ့အချိန်မှာအဲဖြစ်ဖြစ်သွားတဲ့ခံစားမှုလေးပေါ့နော်ပြီးရင်ဟိုကျွန်တော်တို့ကတခါမှအဲ့လို ဟိုမိန်းကလေးတယောက်ကကြားပဲကြားဘူးတာလေကျွန်တော်ကျွန်တော်နဲ့ပြောတာမကြားဘူးလေဆိုတော့မင်းလေးရောက်သွားတဲ့အချိန်မှာအဲကောင်းရလေးပါလေးသွားဝယ်တော့အဲ့မှာအာကျွန်တော်ကျွန်တော်နဲ့ပြောတော့အဲအရင်သဘောကျတယ်အဲသဘောကျတော့အဲတချင်းလေးတဘောတော့ရေးမယ်ဆိုပြီးတော့အဲ့လိုရေးဖြစ်သွားတာပေါ့မင်းလေးသူဆိုပြီးတော့ဟုတ်အေးပေါ့ဟိုကမကြားဘူးတဲ့စကလုံးဆိုတော့စိတ်ထဲမှာတော့နည်းနည်းတော့ရိုင်းမနေဘူးလေသူကမကြားဘူးပဲမဲ့အရင်ဆိုပဲမဲ့သူကဟိုဟိုနားနားထဲမှာဟိုက နဝေချိုနေရပေါ့အာဒီတငယ်ချင်းတွေကကိုတဲ့နှစ်ကနေတငယ်ချင်းပေါ့နော်အဲမြေဦးမှာတူတူကြောင်းတက်လာခဲ့တဲ့တငယ်ချင်းပေါ့အဲကျွန်တော်လည်းမကြာခဏဒီဆိုင်မဖွင့်ငယ်ကလေးကသူတို့ကဟိုဟာဒလီရန်လည်းရောင်းတယ်လေဆိုင်လည်းဖွင့်ထားတယ်ဟိုရခိုင်စားစားတွေရောရခိုင်ငပိရေညငပိတွေပေါ့နော်ပြီးရင်ဒီဟိုအသေးရွက်တွေအဲ့ဒါတွေအစုံရောင်းတယ်ဆိုတော့ကျွန်တော်ကမကြာခဏသွားပြီးတော့လည်းအားပေးဖြစ်တယ် အဲသူတို့စီကလည်းလက်ဆောင်တွေရတယ်ဆိုတော့အခုဆိုင်ဖွင့်နေဆိုတော့လည်းလာပြီးတော့ဟိုဂုံပြူပေးတာပေါ့ဟုတ်음အဲ့ဒါကကျွန်တော်လည်းမသိဘူးကျွန်တော်ငယ်လေးတွေကမစားတာဆိုတော့ငယ်လေးတွေကမစားဘူးကျွန်တော်ဒီဝသားတို့မဲသားတို့တောင်ကျွန်တော်ကိုယ်တိုင်နှစ်မှာစားစားတာကိုယ်တိုင်နှစ်မှာစားပြီးတော့ဒီ2016မှာပြန်ပြီးတော့ကျွန်တော်အကုန်ပြန်ပြုတ်သွားတယ်ပေါ့နော်ဆိုတော့လိုလိုနေပြုတ်သွားတာပါဟိုလိုမျိုးအဋိဌံဝင်တာလည်းမဟုတ်ဘူးပြီးတော့ ဟိုဟိုဘသူဘသူရဲ့ပြောကလည်းမလည်းမပါဘူးကိုယ့်အနေကိုအဲ့ဆိုင်တဲ့ဝင်လာတဲ့ကိုကျွန်တော်ကအဲ့ဟိုအဲ့မဲသားနဲ့လားမသိဘူးအဲ့အနေရလိုက်ပြီးကြတဲ့ကပြန်ပြီးတော့မစားဖြစ်ပဲနဲ့အခုတိပြန်မစားဖြစ်တာပေါ့ဟုတ်အဲ့အဲ့ဟာလည်းပါမယ်ပြီးတော့ငငယ်လေးတည်းကကိုကိုကိုစိတ်တော်ကိုမသိတဲ့အရွယ်မှာတော့အဲ့လိုဟို မစားခဲ့တာဆိုတော့လေအဲအမေကတော့ငငယ်လေးတည်းကငချောက်တည်းစားတယ်ပြီးရင်ငါတေးသေးလေးတွေစားတယ်ပြီးရင်ဟိုအသီးရွက်စားတယ် ငါ၆ဆိုရင်လည်းအော်ငါသေးသေးလေးဆိုရင်လည်းအဲ့လိုဟိုငါစရိုင်းတို့ပြီးရဲငါခုံးမတို့ငါပြေးမတို့ပေါ့အဲ့လိုမျိုးတွေစားတယ်ပြီးရဲငါအေးဒီငါးတွေကိုတုံးရင်လည်းကျွန်တော်ကအတုံးကြည့်ရင်မစားဘူးအဲ့ကလေးအတုံးသေးသေးလေးအဲ့အိမ်မှာအိမ်မှာအိမ်မှာချက်ရင်လည်းဟိုခွက်ထဲမှာဆိုရင်အဲ့အတုံးသေးသေးလေးကိုပဲယူစားတာပေါ့အဲ့အာကြိုက်တာပေါ့ကြိုက်တယ်ငပိအဆက်ကြိုက်တယ်ပြီးရင်ဟိုငပိကြော်တို့ပါလို့ကြိုက်တယ်ငပိထောင်းတွေပါလေကြိုက်တယ်အဲ အိမ်အိမ်မှာဆိုရင်တော့အမေကအဲ့သမင်းစားရင်အဲငပိတောင်းကတော့အများနဲ့ပါတယ်တစ်ခွက်ပေါ့ဒါတော့ရှားမှာပေါ့ကိုယ်တိုင်ကအဲ့တော့ချက်တာပြုတ်တာရောကိုယ်ရောဝါသနာပါလားဝါသနာပါတယ်ဒါပေမဲ့တယောက်တည်းဆိုတော့တယောက်တည်းဆိုတော့သိချက်မစားဖြစ်ဘူးအဲဟိုတောင်ပေါ်မှာနေတော့အဲ့ကိုဗစ်ကိုဗစ်ထဲမှာတော့ချက်စားဖြစ်တယ်အဲကိုအရန်စားခြင်းတဲ့ဟာတွေကြာရင်အမေကိုဖုန်းဆက်ပြီးတော့အမေ ဘယ်လိုချက်ရမလဲဆိုရင်အမေကဖုန်းနဲ့ညွန်ပေးတာပေါ့ဒါလို့ဒါလို့တော့အဲတစ်ခါလောက်ညွန်ပေးသွားရင်နောက်တစ်ခါဆိုရင်ကိုယ့်ကိုချက်တတ်သွားတာပေါ့ဟုတ်ခုနပိုင်းကတော့ချက်မစားဖြစ်ဘူးချက်မစားဖြစ်ဘူးဒါပေမဲ့3လလောက်ဝယ်ရှိသေးတယ်ချက်စားဖြစ်ပါတယ်ကျွန်တော်လည်းအားရှယ်နော်တခါတည်းတော့ပြင်းမကောင်းတာပေါ့လူပဲလေအာလူပဲတခါလေပြင်းတယ်ဒါပေမဲ့ဟိုကိုကရွေးချယ်စရာမှမရှိတာအဲနေတဲ့အောင်နေရတယ်နေတဲ့အောင်နေတယ် ဲပြီးရဲ့နောက်ပိုင်းတော့ဒီနောက်ပိုင်းတော့ပို့ပြီးတော့ဟိုရင့်ကျက်အောင်ပြီးတော့ပို့ပြီးတော့ကိုကိုတင်ယူရတာပေါ့ဟုတ်ဩဘာမှမဖြစ်ပါဘူးဒါကတော့ကိုကလူပြိုဖြစ်နေတော့လူပြိုဖြစ်နေတော့စကြမှာပဲလေလူပြိုဆိုတော့အဲမိမယူပြီးသွားရင်ဆိုလဲဟာကလေးမမွေးတော့ဘူးလားဘယ်တော့မွေးမှာလဲဘယ်တော့ရမှာလဲဆိုတော့ဒါကတော့လူတဘာဝပါပဲဟုတ်ဟိုဘာမှစိတ်ထဲမှာမရှိပါဘူးတခါမှအဲ့လိုမတွေးမိဘူးကိုကိုအခုဒီကိုကို အသက်ဘယ်လောက်ရှိပြီငါဘယ်လောက်ရှိပြီအမလဲအိမ်တော့ပြူရတော့တခါမှမတွေ့ဘူးနောက်ပိုင်းကျရင်ဟိုပါပေါ့တို့ဟာကန်ဆက်ပေါ့ကန်ဆက်လိုပဲနေလိုက်တယ်လှိုင်းတွေလာတယ်ကိုကလှိုင်းတော့မချတော့ဘူးကိုကလှိုင်းလှိုင်းနေထားမှမနေတော့ဘူးကန်ဆက်လိုပဲနေလိုက်တော့ဆောင်းပဲဆောင်းလိုက်တော့ဆောင်းပဲဆောင်းလိုက်တော့ဟိုဟာကိုကိုဟိုကိုမုံကိုဇော်လဲခြင်းကိုမုံဇော်လဲခြင်းလို့ပေါ့ရက်ဆောင်နေတယ်ပေါ့အော်မန်လေးသူကကြတော့ကျွန်တော်ကဟိုဟာ မန်လေးကိုဘယ်လိုပြောရမလဲမန်လေးကိုရောက်သွားတဲ့အချိန်မှာအဲဖြစ်ဖြစ်သွားတဲ့ခံစားမှုလေးပေါ့နော်ပြီးရင်ဟိုကျွန်တော်တို့ကတခါမှအဲ့လိုဟိုမိန်းကလေးတယောက်ကကြားပဲကြားဘူးတာလေကျွန်တော်ကျွန်တော်နဲ့ပြောတာမကြားဘူးလေဆိုတော့မန်လေးရောက်သွားတဲ့အချိန်မှာအဲကောင်းရလေးပါလေးသွားဝယ်တော့အဲ့မှာအာကျွန်တော်ကျွန်တော်နဲ့ပြောတော့အဲအရင်သဘောကျတယ်အဲသဘောကျတော့အဲတချင်းလေးတော့ပေါ်တော့ရေးမယ်ဆိုပြီးတော့အဲ့လိုရေးဖြစ်သွားတာပေါ့မန်လေးသူဆိုပြီးတော့ဟုတ်အေးပေါ့ဟိုကမကြားဘူးတဲ့စကားလုံးဆိုတော့စိတ်ထဲမှာတော့ နည်းနည်းတော့ရိုင်းမနေဘူးလေ။ तू ကမကြားဘူးပဲမဲ့အရင်ဆိုပဲမဲ့ तू ကဟိုဟိုနားနားထဲမှာဟိုကနဝေချိုနေရပေါ့။ဇလန်လေးပါရှိတယ်။အမရှိပါဘူး။မဲလေးသူနဲ့မဲလေးသူနဲ့မရှိဘူး။ဒါပေမဲ့မဲလေးတိုင်းနေတော့တယောက်တန်းကြိုက်ဘူးပဲ။ဟုတ်တယ်စကူးရင်ပြီးတော့ရေးတဲ့အချင်းလေးပေါ့။ဟုတ်။ဇက်တိုင်းဆိုတာကကျွန်တော်ကဒီမန်လေးသူတချင်းရယ်ပြီးတော့ဒီဟိုဟာစကူးနဲ့ဘောရယ်နှစ်ပုတ်က ျွန်တော်စကူနဲ့ဘွားကမေမျိုးမှာရိုက်တယ်မန်လေးသူကမန်လေးမှာရိုက်တယ်ပေါ့နော်ဆိုတော့မေလိုနဲ့ညှိပြီးတော့မေလိုနဲ့တယောက်တဝက်အဲ့လိုရိုက်ကြတာပေါ့ဆိုတော့အဲ့မေလိုကပဲဖြန့်တာပေါ့နော်ဆိုတော့အဲ့လိုထွက် ဖြစ်တယ်ပြီးတော့အခုဆက်လက်ပြီးတော့လဲကျွန်တော်ကဒီဟို16နှစ် main sorry 16နှစ်ကျွန်တော်နဲ့ညီမကနေ16နှစ် main မျိုးခွေတဲ့ကဒီတချင်းလေးတွေထပ်ပြီးတော့ရိုက်ဖို့ရှိရပေါ့ဟုတ်ခက်စိတ်လေးထွက်ဖြစ်မယ်ဘာလို့လဲဆိုတော့ဟို2023 ဟာ2023ဒီဇင်ဘာမှာကျွန်တော်ထွက်ထားတာလေတကူတော်ခွေကအာနောက်ဆုံးခွေကအာညီမခိုင်နဲ့ဆက်ကြောင်းနဲ့မင်းမျိုးအဲ့ခွေတဲကမန်လေးသူတပုတ်ထွက်ထားပြီပြီးရင်အာနေတက်လာတယ်ဆိုတဲ့အချိန်နေပေါ့နော်နေတက်လာတယ်ကတော့ကျွန်တော်ဒီတိုင်းပဲလိုဘတ်ဂျင်နဲ့ရိုက်တာပေါ့အဲပြီးရင်နောက်နောက်တပုတ်ထွက်ထားသေးတယ်သုံးပုတ်ထွက်ထားပြီပြီဆိုတော့တခြား3 5ဘောလောက်တော့ကျွန်တော်ရိုက်ကူးရေးလုပ်ပြီးတော့ထွက်ပြစ်မယ်ထွက်ပြစ်အောင်ပါပေါ့ဟုတ်အဲဒီ ကျွန်တော်နဲ့ကျွန်တော်ရဲ့ဒီနောက်ဆုံးထွက်တဲ့ series ကတော့ကျွန်တော် Melo Music application တွေကနေဝင်ပြီးတော့နားနားဆင်လို့ရပါတယ်အဲအဲ့ဒီတည်းကမှအယုတ်ထွက်ထားတဲ့သင်းလေးတွေကတော့အဲကျွန်တော်တို့ YouTube မှာပဲဖြစ်ဖြစ်ဒီအဲဒီကတော့ YouTube ကအားပေးပေါ့နော် YouTube မှာကျွန်တော်တို့လည်းနည်းနည်းအမှုမြန်ချစ်ပြန်ရတာပေါ့ဆိုတော့ YouTube ကအားပေးဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဟုတ်